ကျွန်တော်တို့စာတင်ကြောင်းနဲ့အားလုံးပြဖို့တိတိရောက်သွားပြီ။ဒါကျွန်တော်ဒီစာထဲမှာအကလေးလည်းပညာမတင်ရတော့ဘူး။တော့ဆရာဆရာမနေလည်းစီရင်လုပ်တဲ့လူနဲ့နောက်စီတီရဲ့နေရာလည်းချင်းချောက်ကနေရာလည်းဆိုတော့ကျွန်တော်ပညာမတင်နိုင်ရတော့ဘူး။အာနာရှင်ကိုတော်လာနေတော်လာဆိုအာနာရှင်တော်လာရင်းနဲ့အာနာရှင်ဆက်ဆိုးတဲ့လူတွေဖြစ်လာကြတယ်ဆိုတာကျွန်တော်တွေ့ရှိရတယ်ပေါ့နော်။ဒါဥဒီမဲလုံးကတည်းကအာနာရှင်ဆက်ဆိုးပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကျွန်တော်ပြောချင်တာကတော့ဒါစတုံးရဲ့နေတော့ကစီယာပေးကနေပြီးမှ non city ရဲ့မြောက်အေးအေးမဲ့ဥတည်ထုတ်ပြန်လာ အဲ့ကိစ္စနဲ့ပတ်သက်ပဲကျွန်တော်ရှင်းပြပြောကြားချင်တာပါကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပညာရေးညီမချက်ကကျွန်တော်ပညာရေးပါတီခင်မွေဖွံ့ဖြိုးတိုးတက်တော့နိုင်ငံတော်ကြီးကိုတည်ဆောက်အောင်ဆိုမှကျွန်တော်တို့လာညီမချက်ချိခဲ့တာပါเนาะနိုင်ငံရေးညီမချက်နောက်ပြီးတော့ကျွန်တော်တို့ပညာမြင့်မှမျိုးတင့်မယ်ဆိုတဲ့ခန္ဓာလေးထားခဲ့တာပါအခုကနားစီတရံကိုအေးအေးယူမယ်ဆိုတဲ့အခါကျတော့အဲ့ဒီမတိုင်ခင်မှာကျွန်တော်တို့ စီဒီအမ်မလုပ်တဲ့နန်းစီဒီအမ်ဆရာဆရာမတွေကိုဗီဒီယိုကလာဒီနေ့ထိဆိုတော့80ကျော်တော့ပါပြီအဲ့ဒီဆရာဆရာမတွေဘေးပုံမှန်းနဲ့ခဲ့တာလဲတို့ကြီးအဲ့ဒါလေးတခုကျွန်တော်မြင်ကြပါလေဒါလူတယောက်ပြည်မြန်မာနိုင်ငံမှာပညာတင်ကြားတယ်ဆိုတာတဲ့ဥပဒေကိုကျူးလွန်တာလားဒါဆိုရင်တော့ကျွန်တော်နိုင်ငံကြီးကပညာမဲ့တဲ့နိုင်ငံဖြစ်သွားမှာလားအဲ့ဒါလေးကိုကျွန်တော်စိုးရင်ဒါအမှန်တကယ်ပြောမယ်ဆိုရင်တော့ နာစီတန်လောက်တဲ့ဆရာမလည်းစီတန်လောက်ကြတဲ့သူ့တိုင်းတာနာစီတန်ကလည်းနာစီတန်သူ့အခက်ခဲတဲ့သူလူတွေရဲ့ဒီမိုကရေစီဆိုတာကျွန်တော်တို့ကိုယ်အနေနဲ့ကိုယ့်ရဲ့ဆန္ဒဟိုပေါ်ဆောင်ရတဲ့ခန္ဓာပါအတင်းကြလောက်သူတို့မရပါဘူးအတင်းကြလောက်ရင်အာဏာရှင်ဖြစ်သွားပါလိမ့်ဒီနေ့ကျွန်တော်တို့တော်လာကြီးကာလာကြီးမှာလုံလာကြတဲ့ဒီဘာနေမှာအာဏာရှင်ကိုတော်လာနဲ့တော်လာဆိုအာဏာရှင်တော်လာရင်နဲ့အာဏာရှင် ဆက်ဆိုးတဲ့လူတွေဖြစ်လာကြတယ်ဆိုတော့ကျွန်တော်တွေ့ကြည့်ရတာပေါ့နော်။ဒါဥဒီမဲလောကတရားအာနာရှင်နဲ့ဆိုးပါတယ်။ဒီနေ့တစ်ဖက်မှာဆိုရင်လည်းဒါကျွန်တော်တို့စတင်ကြောင်းတွေဒါတဲ့ပြီးတဲ့တခိုးတဲ့တော်သူ့ကိုတော်လာနေတဲ့ခိုးတဲ့ဆိုရင်မှဘုံကျဲခဲ့တယ်။အကလေးတွေပါနေရာရဲ့ရှိတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီစတင်ကြောင်းတွေဆိုတာကဒီနိုင်ငံတော်အတွက်ပညာတင်ကြားမဲ့ infrastructure တွေပါ။ဒါဓာရီယာမရှိမဖြစ်ပါဘူး။ ညာရေးတဲ့အဆောက်အအုံပျက်စီးသွားတဲ့ခါကျတော့ဒါပြန်လဲတိဆောက်ရတော့မှာပါအချိန်ယူလောက်ကြရတော့မှာဒါကျွန်တော်ငယ်ငယ်စဉ်ခါတုန်းကဖြစ်ခဲ့တဲ့ပုံစံမျိုးကျွန်တော်စာတင်ကြောင်းနေမီးရှို့ခံလဲရတဲ့ခါကျတော့ကျွန်တော်တစ်ပင်အောင်မှာစာတင်ခဲ့ရအဲ့ဒီဘဝမျိုးကလေးတွေပြန်ရောက်သွားကြရေပေါ့နော်အဲ့ဒါလေးတွေစိတ်မကောင်းဘဲတွေးကြည့်ရတာပေါ့နော်တော့တော်လိုင်းဒီမားကိုဆက်ပြီးပြောချင်တာကတော့ကျွန်တော်တို့တော်လိုင်းရေးဒီမားတွေကအခုအာနာရှင်ကိုတော်လာနေတော်လာနေဆိုပြီးမှယနေ့စီဒီယံကိစ္စနဲ့နောက်စီဒီယံကိစ္စအဲ့ကြားထဲမှာ အာနာရှင်ကိုတော်လာရင်တော်လိုက်နဲ့အာနာရှင်ထက်ဆိုးတဲ့လူဖြစ်လာကြတယ်ဆိုတော့ကိုကူကိုလည်းပြန်ပြီးမှဆင်ကျင်သုံးတာစီကျင်ပါလေဒီအခုတော်လာရင်ထဲမှာကျွန်တော်စီဒီပညာရေးကဏ္ဍလုံးဝကြမ်းကြသွားပါတယ်ကြမ်းကြသွားဆိုကျွန်တော်တို့ငယ်စဉ်ခါတုန်းကဆိုခဲ့ကြတဲ့တချင်းလေးရတယ်ပျောက်သွားပါပြီအဲ့ဒါတော့ဘာသာပန်းကလေးများပွင့်တော့မီခုတော်ဝင်းလို့ရှိနေကြီးမှာရွှေလောင်းငရုစတင်ကြောင်းဆိုအခုကျွန်တော်တို့စတင်ကြောင်းနဲ့အားလုံးပြဖို့တီကိုရောက်သွားပြီအဲကျွန်တော်ဒီသားထဲမှာကလေးတွေပညာမတင်ရတော့ဘူးတော့ဆရာဆရာမနေတယ် စီရင်လုပ်တဲ့လူနဲ့နောက်စီတရနေရတဲ့ချင်းချောက်ဖတ်တတ်ခံရတယ်ဆိုတော့ကျွန်တော်ပညာမတင်နိုင်ရတော့ဘူး။ဒါကြောင့်မို့ယနေ့အချိန်မှာကျွန်တော်တို့ဒီကလေးတွေပညာရေးကအင်တာမှစိုးရိမ်တဲ့အဆင့်ကိုရောက်နေပြီဆိုတဲ့အကြောင်းလေးကိုတော့ကျွန်တော်အနေနဲ့ပြောချင်တာပါ။အားကျေးဇူးတင်ပါတယ်။